ဒီဗီဒီယိုမှာတော့လူတိုင်းမျော်လင့်တောင်းတတဲ့ဘဝတိုးတက်ရေးနဲ့အောင်မြင်မှုလမ်းစဉ်ကိုပြဝေပေးမှာဖြစ်ပါတယ်။လူတိုင်းဟာရှမ်းမှာပျော်ရွှင်စွာနေထိုင်လို့ကြပါတယ်။စီးစိတ်ဥစ္စာပြည့်စုံပြီးချမ်းသာသောဘဝအေးချမ်းသောနေထိုင်မှုကိုလိုလားကြပါတယ်။ဒီအတွက်နေ့စဉ်စာရေးဘူရေးနေထိုင်ရေး ဟူခေါ်တော့အလုတ်သုံးပါကိုဆွဲလုံလာပြီးဟာထုတ်လောက်ကင်နေကြပါတယ်။ဒါပေမဲ့အလုံးကချီပွားတိုးတက်မှုကိုရန်သူမခံစားရပါဘူး။ဘာကြောင့်လဲဆိုတော့လုတ်တင်ဒီကိုမလုတ်မလုတ်တင်ဒီကိုလုတ်တော့သူများဟာစိုးကျိုးများကိုတာခံစားရပါတယ်။ဒီစိုးကျိုးများဟာမိမိတိဦးတဲ့အတွက်သမကပတ်ဝန်းကျင်ကိုပါထိခိုက်စေနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကလူသားတို့ကြည်ပွားတိုးတက်စေရန်တန်ပဒတရား၄ပါးကိုထုံပြခဲ့ပါတယ်။ဩဌာနာတန်ပဒမပြင်းမရထကြွလုံလရှိခြင်းအာယခတန်ပဒယာတိဥစ္စာကိုကျွမ်းကျင်စွာဆောင်ရှောက်ခြင်းကလျာဏမေတ္တာတန်ပဒမိတ်ဆွေကောင်းရှိခြင်းသမဝိတံပဒာညာတာစွာအသက်မွေးခြင်း ဤတရားလေးပါနှင့်အညီချင်းသုံးပါကဘဝတိုးတက်မှုကိုအမှန်တကယ်ရရှိမှာဖြစ်ပါတယ်။တခါတုန်းကဗုဒ္ဓမြတ်စွာဘုရားရှင်ဟာဇေတဝန်ကျောင်းတော်မှာအတိတဦးကိုစီးပွားတိုးတက်ရန်အခြေခံညချက်ကိုဟောကြားခဲ့ပါတယ်။အဲ့ဒါကတော့ဒီဂျမ်းမာရေးကောင်းမှုဂျမ်းမာမာတာအလုံးလုံးနိုင်မှာဖြစ်တဲ့အတွက် ရုပ်သင်္นานတပြငီမြစွာဈာမယံလိုပတ်ပါတယ်။ညကိုချင်းသီလာဆောင်ဖင်းမှုသူစရိုက်စေပါကိုလိုက်နာခြင်းဖြင့်စီစိန်ဥစ္စာတိုးပွားစေပါတယ်။သူပညာရှိသူဤအဆုံးအမကိုလိုက်နာမှုမိဘဆရာပညာရှိများဤသုံးမဩဝါဒကိုနာယူခြင်းဖြင့်အမများကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။လီ အကြအမြင်ဗဟုတုတာပြေဆုံးမူပညာသည် ရွှေဩကဲ့သို့အဖို့တန်တဲ့အတွက်အသိပညာအတတ်ပညာနှင့်လက်တွေ့အတွေ့အကြုံများရှာပြီးရမှာဖြစ်ပါသည်မာမပြင်းမရစူးစမ်းမှုပြင်းရင်ချင်းဟာတိုးတက်မှုအရန်သူဖြစ်ပါသည်ဇွဲလုံလဝရိယဖြင့်အလုံးလုံးသူများသာအောင်မြင်မှုကိုရရှိမှာဖြစ်ပါသည် အချို့အပြင်းဆိုရရင်လူတိုင်းဟာကောင်းကျိုးချမ်းသာကိုလိုလားကြပေမယ့်အောင်မြင်သူနဲ့မအောင်မြင်သူဆိုပြီးကွာခြားပါတယ်ဒီလိုမဖြစ်စေဘူးသံပဒတရားလေးပါစီးပွားတိုးတက်ရေးအခြေခံငါးချက်တို့ကိုလက်တွေ့ကျင့်သုံးပါကဘဝမှာစီးပွားတိုးတက်မှုများရရှိမှာဖြစ်ပါတယ်